ကဲဒီနေ့မှာတော့ကျမလက်ရာ မုံညင်းစောလေးချက်စားဖြစ်ပါတယ်။ပါဝင်ပစ္စည်းတွေကတော့မုံညင်းသုံးထပ်သားတက်သွန်အဖြူနီခရမ်းကျင်သီးတွေကို ပြင်ဆင်ထားပါတယ်။ ချက်မဲ့အိုးသေးကိုမုံညင်းနဲ့အတူ သုံးသက်သားနဲ့ခင်းကျင်သည်တက်သွန်ဖြူနီစတဲ့ပအဝင်ပစ္စည်းတွေကိုအားလုံးရောထည့်လိုက်ပါမယ်ပြီးရင်စားထည့်ပါမယ်ချိုမုံအသားမုံမသုံးတဲ့အတွက်ပင်းငံပြိုက်အကြီးလေးပဲထည့်ပြီးတော့လုံးထားလိုက်ပါမယ်လုံးတဲ့အချိန်မှာရေထပ်မထည့်ပဲနဲ့မုံငင်းကထွက်တဲ့အရင်နဲ့ပဲလုံးထားလိုက်ပါမယ်။၁၀မိနစ်လောက်ထားပြီးရင်တော့အထက်အောက်လေးလှန်ထားပေးလိုက်ပါမယ်။ ဒါလေးကတော့မုံငင်းကထွက်တဲ့အရေကနေပဲမုံငင်းနွမ်းသွားတဲ့အချိန်လေးပါမုံငင်းကထွက်တဲ့ရေတွေခမ်းတလောက်ဖြစ်ပြီးမုံငင်းနေတဲ့နွမ်းသွားပြီဆိုရင်တော့ရေလေးထပ်ထည့်လိုက်ပါမယ်ရေနွေးသုံးထားပါတယ်ရေနွေးထည့်ပြီးတော့ပတ်သားရောမုံငင်းကိုနူးဣစေခြင်းနဲ့အတွက်ကြောင့်မလို့ကြကြလေးတဲထားလိုက်ပါတယ်အသားရောမုံငင်းရောနူးဣသွားတဲ့အချိန်လေးလောက်မှပဲအချိန်လေးကိုမကြီးမဲ့လေးထည့်လိုက်ပါတယ် ကဲအားလုံးပြီးသွားရင်တော့စက်တုံဖြူငရုတ်တီးနုံနုံစင်နနံပင်လေးအုပ်ပြီးတော့စားရင်တော့အရန်ရတာရှိတဲ့ဝင်ရင်စောလေးရပါပြီရှင်